ီအတွက်အမှားစကားလေးပါချင်ပါတယ်။ကျွန်မအဓိကထားပြီးရောကုသပေးနေတဲ့ vitiligo ကိုလို့ခေါ်တဲ့ဒါခေသင်းသမင်ဖြိုးခန်းစားနေရတဲ့အတီတီထဲမှာခလေးတွေဖြစ်ပြီးဆိုရင်မိဘတွေရဲ့ခန်းစားချက်တွေကပြင်းထန်ပါတယ်။ဒါကြောင့်မိဘတွေအနေနဲ့ကိုယ့်ရဲ့အဆုံးရင်ပူပန်မှုကနေပိုဆိုးသွားတဲ့ outcomes တွေရလဒ်တွေမရအောင်။နောက်ပြီးတော့ စိတ်ပူပန်မှုတွေဒါအပြင်းထန်နေရဆိုရင်လည်းဒီဗီဒီယိုလေးရစိတ်သက်သာရဖို့အကူအညီဖြစ်မယ်လို့မျှော်လင့်ပါတယ်။ကျွန်မအချက်ဆယ်ချက်နဲ့အတူမိဘတွေကိုမျှဝေပေးကြပါတယ်။ပထမဆုံးအချက်အနေနဲ့ကတော့ကိုယ့်ရဲ့ကလေးလေးမှာအဖြူကလေးတွေဒါမှမဟုတ်ပုံသဏ္ဍာန်မမှန်တဲ့အဖြူဇက်မျိုးတွေမြင်လိုက်ပြီးဆိုရင် do not panic အရင်ကြီးစိုးရင်ပူပန်မှုတွေမမြင့်တက်သွားပါနဲ့ရော။အရင်ဆုံးစိတ်တည်တည်ငြိမ်ငြိမ်နဲ့ အဲဘာကိုပြုတ်လုတဲ့နဲ့ဒီအဖြူကွက်ကဘလို့အဖြူကွက်မျိုးစားမှုဖြစ်တယ်ဆိုတာကိုဒါကြွန့်ကျင်တဲ့အရေးပြားစီရာဝန်တွေနဲ့အရင်တိုင်မြင်ပါစိတ်လှုပ်ရှားမှုတွေကိုထိန်းချုပ်ပေးဖို့လိုပါတယ်အဲဒီတော့ဒုတိယအချက်အနေနဲ့ကတော့ကိုယ့်ရဲ့ကလေးမှာဖြစ်နေတဲ့အဖြူကွက်ကဖြူသင်းသမင်ဖြူအဖြူကွက်လို့တိလိုက်ပြီးဆိုရင်တော့ဒါ understanding the vitiligo ကိုပေါ့ဖြူသင်းသမင်ဖြူရဲ့အကြောင်းလေးကိုတိကျကြကားကားနာနာသိဖို့အရင်စူးစမ်းပါ ဘယ်လိုမျိုးဆိုလိုချင်တာလဲဆိုတော့ခရီးသင်းသမင်ဖြူကဘာကြောင့်ဖြစ်လာတာအဲသူဖြစ်ပေါ်လာခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကခလီးရဲ့ဘဝတိုးတက်မှုပိုင်းဆိုင်ရာတွေမှာဘယ်လို impact တွေရှိနိုင်လဲဆိုတဲ့အကြောင်းမျိုးတွေကိုလေ့လာဖို့လိုပါတယ်တတရားအချက်အနေနဲ့ကတော့ခရီးသင်းသမီးမျိုးခံစားရတဲ့လူတိုင်းဟာတကူလုံးဆွတ်ဆွဖွေးသွားကြတာမဟုတ်ဘူးဆိုတာအရင်ဆုံးနားလည်ထားဖို့လိုပါတယ်။များသောအားဖြင့် အဲကိုယ်တိုင်ခန်းစားရနေတော့၎င်းကိုယ့်ရဲ့ရဲနှစ်တဲကြသားသမီးလေးတွေခန်းစားရရင်တော့၎င်းအကုန်လုံးရဲ့စိုးရိမ်ပူပန်မှုဟာတစ်ကိုယ်လုံးဖြူတော့မှာလားတစ်ကိုယ်လုံးဖြူသွားမှာလားမျက်နှာတွေဖြူလာမှာလားမျိုးစုံသောစိုးရိမ်တော့ကမှုတွေကျမတို့မြင်ရပါတယ်ဒီတော့ခေုပ်သင်းတမင်ဖြူဒိုင်းဟာတစ်ကိုယ်လုံးမဖြူမဖွေးတတ်ပါဘူးအဲခေုပ်သင်းတမင်ဖြူမှာဒါဘေရောညာရောပြိုင်ဖြစ်နေတဲ့ NaN Sacramento type တွေရှိမယ်တစ်ဖက်ထဲမှာဖြစ်နေတဲ့ Sacramento type တွေရှိမယ်တနေရာထဲမှာပဲဖြစ်နေတဲ့ localized or focal type တွေရှိတယ်လို့လက်တွေခြေောက်တွေမှာပဲအဓိက ဖြစ်တဲ့ဒါ Acrofacial vitiligo ဆိုရက် type တွေလည်းရှိပါတယ်အမျိုးအစားတွေအများကြီး꿰ပြပါတယ်ခေဦးသိန်းတမင်ဖြူခန်းစားရတိုင်းအဖြူကွက်တကွက်မြင်လိုက်တိုင်းတကူလုံးဖွေးသွားတာအရင်ရှားပါတယ်လေးချက်မြောက်အနေနဲ့ရတော့ခေဦးသိန်းတမင်ဖြူကကူးစက်ရောဂါလုံးဝမဟုတ်ပါဘူးဒါကြောင့်ခေဦးသိန်းတမင်ဖြူဖြစ်နေတဲ့ကလေးတွေကိုခဏခဏလက်စေးခိုင်းတာ